ျွန်တော်ကအအဓိကကျွန်တော်ဟိုဟာတော့ဘာသာတော့ဂီတာတီးတယ်ပေါ့နော်ဂီတာတီးတယ်သချင်းဆိုတယ်နောက်သချင်းရေးသချင်းလေးလည်းရေးတယ်ပေါ့ခင်ဗျာဟုတ်သူအသက်လေး၄နှစ်ကျော်၄၅နှစ်လောက်မှာပေါ့နော်ဒီမျက်စိအမြင်အာရုံကမမျှော်လင့်မနဲ့ဖွင့်ရင်းသွားခဲ့တယ်အဲ့နောက်ပိုင်းမှာအန်တီကမျက်မမြင်ချောင်းကိုပို့ပြီးတော့ပေါ့နော်အဲ့ရနေပြီးတော့ပြည့်စုံပြောင်းတာပြည့်တယ်အာများခဲ့တယ်တော်တော်လေးကိုလည်းလေကျုပ်ပြပါလားတော်တော်လေးကိုလည်းမြိုင်းနေရှင်ကဘယ်လိုဘယ်လိုကျလဲ တအားစိတ်ထက်မှာတအားပေါ့နော်ရုံးကန်ပေးကြရတယ်ပေါ့နော်ဟိုကိုမရှိတော့နောက်ပိုင်းမှာဒီဘောပိုင်းရတင်နိုင်ဖို့အတွက်ကိုအများကြီးပူခဲ့ရအဲကျူသာခဲ့ပါတယ်ကစွဲတော့ရှိဟိုကျွန်တော်ကဟိုဒီဟာတစ်ခုဖြစ်ချင်ကျွန်တော်ဖြစ်အောင်ဖြစ်ရမှကျွန်တော်ကျင်တဲ့စိတ်မျိုးရှိတယ်ကွာမဖြစ်ရရင်ကျွန်တော်လုံးဝမကျင်ဘူးအဲ့တော့ဒီဂီတာလူမြန်စလေးလာတော့လည်းကျွန်တော်မရမကငါတောင်းအောင်လုပ်မယ်ပေါ့နော်တောင်းအောင်လုပ်မယ်အဲ့ဒါမှကျွန်တော်တို့ကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်ကွာငယ်ငယ်တည်းက အဲ့ဒါတကယ်တကယ်စဉ်းစားမိအောင်နော်ဟိုကိုရီးယားကျွန်တော်ကမျက်စိမမြင်ဘူးဖြစ်တယ်ကြီးလိုက်ရင်ငါလှုပ်ရှားနိုင်မယ့်အရာဒီအမှုပညာလွှဲရင်ကြားအောင်ဟိုဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်ခဲ့တယ်ပေါ့နော်အားကြောင့်လည်းကျွန်တော်ရအောင်ကြိုးစားခဲ့တယ်ဟိုဈာထဲမှာတော့လည်းအခက်ခဲတယ်မျိုးမျိုးရှိအောင်နော်သူများအနေခံရတာပဲအမျိုးမျိုးရှိတော့ပြဒါမဲ့လည်းရာဟိုကိုယ်အရင်မလုပ်ချင်တာတော့ဟောကိုကသူတို့တော့မတက်ဘူးဆိုလို့ရှိရင်အဲ့လို လက်လွဲမခေါ်ရင်ဒါတို့အဲ့လိုမျိုးလေးပေါ့နော်ဒါမှလည်းမသိကြအောင်ဆောင်မိလိုက်ပါလေဆောင်မိလိုက်ပြီးတော့ကိုဒါတွေကခေါင်းထဲထည့်နေလို့လေကိုဟိုတက်လည်းမရှိဘူးလေအဲ့တော့ကိုလုံးဝမဲ့ဟာကိုကျူးစားမဲ့ဟာဆက်ကျူးစားပဲကောင်းပါလေအဲ့လိုမျိုးစိတ်ပဲထားတာပါโอเคကျွန်တော်နာမည်ကရေဝေထွန်းလို့ခေါ်ပါတယ်အမေအရုံမစန်းစန်းသူတရားဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကအဲအဓိကကျွန်တော်ဟိုဟာတော့ဘာသာတော့ဂီတာတီးတယ်ပေါ့နော်ဂီတာတီးတယ်တချင်းဆိုတယ်နောက်တချင်းရေးတချင်းလေးလည်းရေးတယ်ပေါ့ခင်ဗျာဟုတ်အဲဒါတော့ကျွန်တော်ရဲ့အဲသမီးလေးဖြစ်ပါတယ်ဒါကျွန်တော်သမီးလေးဗိနာကကျွန်တော်ရဲ့အမေဖြစ်ပါတယ်ဒီကတော့သမီးရဲ့တက်ကခုနှစ်နှစ်ပါကြီးကြီးသမီးနာမည်က6 6 6ဆန်နီကိုပါဒီသားကိုပြောမယ်ဆိုရင်ပေါ့နော်သူ၄၅နှစ် သူ့အသက်လေး၄နှစ်ကျော်၄နှစ်လောက်မှာပေါ့နော်ဒီမျက်စိအမြင်အာရုံကမမျှော်လင့်မနဲ့ထွင်ရင်းသွားခဲ့တယ်အဲ့နောက်ပိုင်းမှာအန်တီကမျက်မြင်မြင်ကြောင်းကိုပို့ပြီးတော့ပေါ့နော်အဲ့ဒီကနေပြီးတော့ပြည့်စုံပြထောင်းလာပြီးတော့လို့ခမအမြင်ပေါ်ပေါ်မှာကြက်မြက်တင်တာနဲ့တငယ်နာနဲ့လက်ခုပေါင်းပြီးရောပြီးတော့မင်းတို့ကတော့မြင်တယ်ပေါ့မင်းတို့ကအမြင်၄နှစ်ကျော်ကျော်၅နှစ်လေးပါလောက်မှာဖြစ်သွားတယ်အဲ့ဒါ၅နှစ်၅နှစ်အပိုင်းခြားလောက်မှာမျက်မြင်မြင်ကြောင်းကိုပို့လိုက်တယ်မျက်မြင်ကြောင်းမှာကြောင်းထားပြီးကြောင်းပို့ပြီး အာများခဲ့တယ်တော်တော်လေးကိုလည်းလေပြောပြပါလားတော်တော်လေးကိုလည်းများနေတယ်ရှင်ကဘာဖြစ်လို့ဘယ်လိုဖြစ်လဲတအားစိတ်ထဲမှာတအားပေါ့နော်ရုံးကန်ပေးကြရတယ်ပေါ့နော်ဟုတ်ကိုမရှိတော့နောက်ပိုင်းမှာဒီဘောပါရတည်နိုင်ဖို့အတွက်ကိုအများကြီးပူခဲ့ရဟောဘယ်လိုခေါ်မလဲဆိုတော့ကိုလှုပ်ရှားရုံးကန်တိုင်မှာအဲ့တော့ဒီသားသမီးပေါ့အရွယ်ကြောင့်ရင်သူ့အတွက်အနေထားလေးတွေပြည့်စုံပြည့်ထောင်ပေးနိုင်မှာကိုသားမီးလေးတလန်းလမ်းချောက်သွားနိုင်မယ်ဘဝကိုနေထားဦး ဟိုအတင်းမှာဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပေါ့နော်အန်ဒီအဲ့လိုမျိုးဂျုံကန်လာပေးခဲ့တာပေါ့အဲ့ဒါကြောင့်ဟိုပညာရေးနဲ့ပတ်သက်လို့ကျောင်းမှာဆိုလဲဆရာမကြီးကတချို့ဟိုချုပ်ရင်းချက်ကလေးလေးပေါ့နော်အင်္ဂလိပ်စာတွေစပီကင်တွေပါသွားတက်မတင်ဆိုမအေကိုခေါ်တိုင်းနေပေါ့နော်ဒါပေမဲ့တားအောင်အားငယ်သွားအောင်မဖြစ်ခဲ့ဘူးတားလေးကပညာကောင်းတယ်ဥနှောင်းလည်းကောင်းတယ်အချိန်တိုင်းအောင်သွားလိမ့်မယ်သားသားလာကြိုးစားဘာမှစိတ်ဓာတ်မကြနဲ့ဘာမှဆရာမငယ်နဲ့ပေါ့နော်အမေရှိတယ်ပေါ့အဲ့လိုအားပေးခဲ့ အဲအဲအဲ့မှာပေါ့နော်ငါဒီတိုင်းနေလို့တော့မရတော့ဘူးလို့ခလေးကြောက်ကိုသူ့ရဲ့အနေထားလေးပေါ့နော်စင်ငယ်စင်ငယ်မှာနေကတက်ကိုတက်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 ပြီးတော့ပေါ့နော်အနေထားလေးမှာအရွယ်ရောက်တဲ့အထီကိုပေါ့နော်သူ့ဘုမရောက်တင်နိုင်မို့အတွက်ကိုဘလို့လုတ်ပြရမယ်ဆိုညအဲ့ရဝင်မှာပေါ့မျက်ရည်ကျပြီးတော့ဆင်းလာခဲ့တာပေါ့နော်တောင်းသွားရင်လည်းတောင်းသွားရင်လည်းဒီတိုင်းပဲအားပြေးခဲ့တယ်အားပြေးလာခဲ့တယ်ဘလို့ဖြစ်လာခဲ့လဲဆိုတော့ဟိုဘာပေါ့ကျွန်တော် ဒီမျက်မျက်စိအမြင်အရုံချွတ်ရင်သွားတဲ့နောက်ပိုင်းမှာအဲ့လိုမျက်မြင်ကောင်းမှာသွားနေရတယ်ပေါ့နော်အဲ့နောက်ပိုင်းမှာကျတော့အဲဟိုဒီကျောင်းမှာဘောရာဆောင်သဘောမျိုးနေရနေကြရတာဟုတ်ကလေးတွေကဘောရာဆောင်သဘောမျိုးနေကြရတယ်မိဘတွေကလာမတွေ့ရမိဘတွေကမတွေ့ဘူးချွတ်ရပြစ်ထားခဲ့တယ်ပေါ့ဗျာဒီမျက်စိမြင်တဲ့ကလေးတွေကိုပြစ်ထားခဲ့တယ်ဒါကျွန်တော်ရဲ့မိဘကျတော့အဲ့လိုမဟုတ်ဘူးတစ်ပတ်တစ်ခါဒါမဟုတ်တစ်ပတ်နှစ်ခါအဲအနည်းဆုံးအဲ့လိုလာလာအမြဲတွေ့ရအဲ့တော့ ဟိုကို့မိဘရတဲ့မြစ်ကရရကိုကြည့်ရှိရတာပေါ့ဗျာဟိုအချင်းမကြမ်းတော့ဘူးပေါ့နော်အဲ့လိုမျိုးဟုတ်အဲ့လိုမျက်စိစပ်ဖြစ်သွားတဲ့အချိန်မှာရတော့ကျွန်တော်ကငယ်သေးတော့အဲ့ခံစားမှုတော့မရှိဘူးဗျာဟုတ်ဒါပေမဲ့ကြီးလာတဲ့နောက်ပိုင်းမှာတခါလေလို့လေဟိုလူများတွေကဘွားလှလိုက်တာဒီကလှလိုက်တာပြောရင်တော့မြင်းချင်းတယ်ဗျာဒါပေမဲ့လည်းမဖြစ်နိုင်တော့ပါဘူးလေလို့ပဲစိတ်လျှော့လိုက်တယ်ပေါ့နော်ဟိုလက်ရှိဖြစ်နေတဲ့ဘဝကိုပဲအကောင်းဆုံးဖြစ်သန်းမယ်လို့ပဲကျွန်တော်စဉ်းစားထားတယ်ပေါ့ဟုတ် လောကရောက်လာတဲ့အကြောင်းလေးပြောပြပါလားရှင်။ကြက်လောကရောက်လာကျွန်တော်၈နှစ်၉နှစ်သားလောက်တည်းကကျွန်တော်ဂီတာဒီတာကိုလေ့လာတယ်။အဲနောက်ပိုင်းနေမှာကျတော့အဲအဲ့လိုကျွန်တော်အရင်ကခရီးရန်ဘာသာဝင်တဲ့ခရီးရန်ဘာသာအတိုင်းဝိုင်းမှာနေခဲ့တော့ဆနစ်စကူးတို့အဲ့လိုမျိုးလေးလိုက်ဒီတယ်ပေါ့နော်။လိုက်ဒီလိုက်ဒီနေနောက်ပိုင်း2010ရောက်တော့အဲဘန်ဒီပိုင်းဘန်လေးရောက်သွားပြီးတော့ကျွန်တော်အဲ့နိုင်စပြီးတော့ဒီလူပညာအလုပ်စလုပ်တယ်ပေါ့ဗျာဟုတ်။ ချင်းနေရေးပြတဲ့အကြောင်းကဘယ်လိုလဲပြောလဲဆိုတော့ဘယ်လိုပြောရမလဲဆိုတော့ဟိုပါဘောอืมစိတ်ထဲမှာရှိတဲ့ခံစားမှုတွေဥပမာပြင်ဒီကျွန်တော်ဖန်တီးခြင်းနဲ့ melody တွေရှိတယ်စာသားတွေရှိမှာကျွန်တော်ပြောခြင်းနဲ့စကားတွေရှိမှာအဲလူများကိုပေးခြင်းနဲ့ message တွေရှိမှာအဲ့ဒါတွေကိုကျွန်တော်ထုတ်ပြခြင်းတော့ဗောအဲ့လိုစဉ်းစားရင်းနဲ့ကျွန်တော်တခြင်းရေးပြတာဗောဟုတ်အဲ့လိုရေလို့တော့ကျွန်တော်တို့မှာထွပြမြမြတော့မရှိသေးပါဘူးဒီတပုတ်ကဒီညီမလေးနဲ့စုံရင်းနဲ့ လုံမိလုံမိသွားကြတဲ့အချင်းလေးတပုတ်ဒါပထမဦးဆုံးလို့ပြောလို့ရတယ်နောက်တစ်ခုကမိုင်းမွန်ကိုညီပေးကြတယ်ဘောနော်ဒီမင်းသားတွေကအစပေါ့နော်ဟုတ်ကဲ့ဟိုရိုက်ကူးကြီးညီကိုပေါင်မတွေကအစကိုညီပေးလို့ကျွန်တော်အခုဒါပထမဦးဆုံးစဖြစ်တဲ့အမှတ်တိုင်လေးတစ်ခုလို့ပြောလို့ရပါတော့ဖြစ်တယ်ပြောသေးပါဦးဖဖေအကြောင်းဖဖေကအိမ်မှာဖဖေကိုဘာလို့ဝိုင်းလုပ်ပေးလဲတကယ်ရလို့ တပည့်ကိုနေပေးတယ်။ဟုတ်လား။တပည့်ကဘလို့နေချစ်ဖို့ကောင်းလဲ။မင်းမင်းကောင်းလားတပည့်ကမဟုတ်ဘူးရေလဲဝယ်ရွေးမင်းမင်းစားချင်တာကိုလဲကျွေး။အချင်းနေလဲတီးပေး။မင်းမင်းမပါဘူးဒီနေ့မင်းမင်းထဲကြောက်စင်။အာကြည်လာရေမင်းမင်းလဲတပည့်ကိုအမှုပညာလို့ပြုကြည့်စင်။ဟောအမှုပညာလုံးမလားတပည့်က။မင်းတပည့်လုံးချင်တာလားဆွေလုံးချင်တာလားဒီကိုပြောပါဦး။ဆွေလုံးချင်။တပည့်တွေမရတဲ့ချင်း။ဆွေပြပါလားအဲ့ဒီ။အဲ ေဥေဥေဥကျေယောင်ဆုံးတောက်ပါလာမေကြီးကတာငယ်ကလေးများလဲအိပ်ပျော်နေပါပြီကဲရဲတွေကြီးလဲမိသက်တိတ်ဆိတ်စွာမျက်လုံးမိတ်ပြီးအိပ်ပါမီလေးယား ဖြစ်သေးခြင်းနဲ့ဖြစ်သေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ကဟိုပုံစံရှိလူကန်းစားမျိုးတွေမပါတော့ကျွန်တော်တို့ဖြစ်သေးခြင်းနဲ့ဆန်တာကျွန်တော်စိတ်ထဲမှာပဲရောစက်တိမ့်ထားသေးတာပေါ့ဗျာဖြစ်သေးခြင်းနဲ့ဆန်တာတော့အများကြီးရှိပါတယ်အဲ့လိုမျိုးပေါ့ဟုတ်အများကြီးဖြစ်တယ်ကျွန်တော်ကဖခင်ခံစားချက်ကကျွန်တော်ဒီခလေးလေးဟိုအတူကိုယ်ဝင်စားရှိတဲ့အချိန်မှာကျွန်တော်ဘယ်လိုရွယ်ထားလဲဆိုတော့ကျွန်တော်သမီးကို လာတခြားသောကလေးတွေလိုမျိုးအဲ့လိုဟိုတချို့သောကလေးလိုမျိုးဆဲတာဆိုတာဆိုဆိုတာအဲ့လိုမျိုးပြောလို့ဆိုလို့မရတာမျိုးတွေကျွန်တော်လုံးဝမဖြစ်စေရဘူးเนาะအဲ့လိုရွယ်ချက်ရှိတယ်နောက်ပြီးတော့ဟိုလူများထက်တော်နေရမယ်ဆိုတော့ဒါဟိုခံစားချက်ကဒါဖခင်တိုင်းမိခင်တိုင်းရှိကြပါတယ်ဗောနော်အဲနောက်ပြီးတော့နောက်တစ်ခုကကျတော့ဟိုကျွန်တော်ကချစ်ချစ်တယ်ကျွန်တော်သမီးကိုချစ်ပေမဲ့ ဒါပေမဲ့ငါသမီးကိုငါချစ်ချစ်တော့ချစ်တယ်ဒါပေမဲ့အပြင်မှာထုံးမပြဘူးအပြင်ပိုင်းကပြောတင်တာပြောမယ်စိုးတင်တာစိုးမယ်ပေါ့နော်ဒါဒါသူ့ဘဝအတွက်ကောင်းသွားဖို့ပဲကျွန်တော်အဲ့လိုမျိုးပဲအဲစိတ်ထဲမှာရှိတယ်ပေါ့ဟုတ်ငယ်ချင်းတွေအကောပါငယ်ချင်းတွေအဖေ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 အရဲဖေ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 သမီးရောအရဲချစ်တာပဲလို့ပြောပြောကြတယ်နော်အဲအဲ့အစိတ်ပိုင်းတော့ဆိုဟိုကျောင်းမှာဆိုလို့ဆိုလို့တချို့ခရီးတွေဆိုလို့ဆိုလို့ ကျောင်းပို့ပြီးတာနဲ့မိဘတွေကမလာကြတော့အချို့ဆိုလို့ရှင်စွန့်ပစ်သွားတယ်မလာကြတော့ကိုကြကိုသားသမီးလို့အိမ်မှာကိုမွေးထားတယ်လို့အိမ်မှာကိုလက်ရှိရှိနေတဲ့ပုံစံမျိုးဆိုငါအရာဝင်ချင်းနေများကြိုက်နေမလားတော်လေးချစ်တော်အပြင်းများရောက်နေမှာချစ်တော်နဲ့မအရာပါမလားချစ်တော်တစ်လုံးတော့ခလေးဘယ်နှစ်ယောက်တိုက်တာလဲခလေးအပြင်းမှာရုံရင်းကြိုင်နေအပြင်းရောက်လို့ရှင်ချင်းနေများကြိုက်နေမလားပေါ့နော်အဲ့လိုအဲ့လိုနဲ့အိမ်မပြောဘူးအဲ့ဒါဆိုရင်နောက်နေ့ကျသွားပြန်တယ်သွားရင်လဲကိုကဘယ်လိုခေါ်မလဲဆိုတော့လေ ဟိုကြံကြောင်းအေဂျင်နီယာပေါ့နော်ဒီဘက်ဆိုလဲတဆွဲဒီဘက်လိုဆိုလဲတဆွဲအလုံးလက်ပြတ်ကြမတတ်ပေါ့လေအိမ်မှာကိုကကိုသားလေးကိုကကျွေးရင်းနေကြဆိုတော့လေအလုံးမျိုးဆိုတော့လေငါသားလေးချိန်တိုင်းစာနေမှာပဲမုတ်တူလည်းစာချင်မှာပဲအေးအေးလည်းတောက်ချင်မှာပဲပေါ့နော်ချိန်တိုင်းငါသားလေးစာနေမှာပဲဆိုပြီးတော့လေအလုံးမျိုးဝယ်ဝယ်သွားတာဆရာမတွေကပြောတယ်အမရဲ့ခဏခဏမလာနဲ့စိတ်ချရကျွန်မတို့ကြောင်းရဲ့မိခင်တွေတော့ပဲပြုစုတယ်ပေါ့နော်ဟိုတိတ်တော့စိတ်မပူပါနဲ့ကျွန်မတို့လည်းမိခင်တွေလည်းပဲပြုစုတယ်ပေါ့နော်ဆိုတော့ကြောင်းကိုခဏခဏ သွားနေတော့သူတိတ်ဘဝင်မကြတဲ့ပုံမျိုးပေါ့နော်ကိုအရင်ခွေးတော့ပြောလာတယ်။ဒါပေမဲ့ကိုကဘာလဲဆိုတော့ကိုသားသမီးအတွက်ပဲကိုကခေါင်းနဲ့ထိုက်လိုက်တယ်။ဆရာမတွေပြောတာခေါင်းနဲ့မထိုက်တော့ဘူး။ကိုသားလေးကြောင့်မှမျက်နှာမငယ်ရဘူး။ကိုသားလေးကြောင့်မှအချိန်တန်စားရဘူး။ကိုသားလေးစိတ်တက်မကြဘူး။စိတ်အားမငယ်ဘူးဆိုရယ်။တလောက်အနည်းဆုံးကျမအန်ဒီအန်ဒီဟွာလောက်ရောက်တယ်။တလောက်ဆိုအနည်းဆုံး3.56ခောက်ရအောင်အိမ်နဲ့ဝေးလာဝေးတယ်အဲသူចောင်းတက်တော့ဆိုအန်ဒီရောက်မှလွှတ်လှိုင်းသားရမှနေတာဟုတ်ကဲ့ သူเจ้าอ่ะမိခင်เจ้าခုံဝဲကြံเจ้าအဲ့တော့လှိုင်းသားရနေနှစ်ဆင့်သွားအဲ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 ဥစားဟွာအကိုအကြီးဆုံးမနော်ဒီမင်္ဂလာတော့ကအကိုအကြီးဆုံးပါလေသူသွားစုံတိုင်းပေးတာညီမလေးခလေးရဲ့ရှည်ရည်လိုတယ်ဒီတိုင်းထားလို့တော့မရဘူးညမင်မင်ចောင်းဖြစ်တယ်ကိုကြီးစုံစမ်းပေးမယ်ဆိုတော့ तू ကသူ့ရုံးပေးရကြတော့အသွန်စုံစမ်းတော့ညီမလေးရဲ့ခဝဲကြံညမင်မင်ចောင်းကတွေးခဲ့တယ်တဲ့အဲနှစ်သားလေးကိုအဲ့လိုပို့ဖို့လုပ်တယ်အပြည့်အစုံပေါ့နော်တခါတည်းတွေ့တာတည်းမှာအပြည့်အစုံအကုန်လိုလိုသေးမရှိအကုန်ပြည့်စုံထည့်ပြီးတော့မှចောင်းဝင်ခြင်းနဲ့တော့သွားအပ် ပြောလိုက်တယ်ဟုတ်တယ်ပြောလိုက်သူအเจ้าမပုတ်ခင်နေရသမီးရဲ့စိတ်အေးအေးထားနော်အဲ့ဒါသူတို့လင်မယားနှစ်ယောက်တော့ကစိတ်ကနေစိတ်ကနေအန်ဒီလိုက်ပြတယ်သမီးရဲ့ဒါပေမဲ့ဇဝေဇဝါပေါ့အဲ့နိုင်ငံသားပြန်လင်မယားနှစ်ယောက်တော့နိုင်ငံသားကပြန်လာတာအဲ့အထူးကိုမျက်စိအထူးကိုမနေ့တင်းနဲ့မှပြန်ရောက်တာလေဆိုပတ်ဆိုင်ကုန်ကြီးကုန်ကြီးဆိုဆိုတော့အဲ့ယူတော့ပြအဲ့သွားပြတဲ့ခါကျသမီးလေးစိတ်ခိုင်ခိုင်တာနော်တဲ့သားလေးရတဲ့အပြင်အယောင်ကလုံးဝမရနိုင်တော့ဘူးတဲ့ခုလိုမရတော့ဘူးတဲ့ အဲ့တော့ဟိုမြင်းမြင်းမြင်းကြောင်းဆိုတာရှိတယ်ပေါ့နော်စိတ်တမကြနဲ့စိတ်ရမငယ်နဲ့သမီးသားလေးကောင်းစားဖို့အတွက်ကိုစိတ်ကိုဒုံဒုံချပြီးတော့ကိုသားလေးကောင်းစားဖို့အတွက်ကိုအဲ့ဒီမြင်းမြင်းမြင်းကြောင်းကိုပို့လိုက်ပါတဲ့စိတ်သာအဲ့ဆရာဝန်လည်းမရညှုံလိုက်တာအဲ့ဒီစီဝါရဲ့အချိန်တည်းလားအဲ့အချိန်တုန်းကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အန်တီအမျိုးသားကတော့ကားမောင်းနေလေအကောင်းကြီးတော့မဟုတ်ဘူးအဲ့ဒီမြင်းကတော့ဟုတ်ရိုင်းမာသမားတယောက်အင်းနဲ့ပေါ့နော်ရိုင်းမာရဲ့လာကြောင်လောက်ပဲရတာဘာဖြစ်လို့မွေးထားလဲနှစ်ယောက်အဲသူ့အကွာတော့38နှစ်မှာဆုံးသွားတယ် ။သားနှစ်ယောက်ပဲ။အဲသူတို့ညီကောင်ယောက်ကအိုင်းအိုင်းစိတ်တော်တော်တော့ချစ်တာ။တကယ်တကယ်လေလူတိုင်းကအန်တီကိုပြောတယ်။အိုင်းစိတ်ထမှာပေါ့နော်။ဟိုတစ်မျိုးပဲတစ်မျိုးပဲဘယ်လိုလဲမသိဘူး။အစိုးရင်လည်းအရန်ကြီးတယ်။အဲအဲ့လားမျိုးအဲ့လားမျိုး။ဟုတ်တယ်ဟုတ်တယ်ရမီ။အဲ့ဟိုသားအကြည့်ရတာပေါ့နော်။သူကလမ်းလျှောက်နိုင်တဲ့အရွယ်ရောက်တဲ့ခါကျတော့ပေါ့နော်။ဒါသူ့ရဲ့ကံတရားပေါ့။သူ့ပေါ်မှာမူတည်တယ်ပေါ့နော်။လမ်းလျှောက်ခဲ့တာပေါ့နော်။ ဟုတ်ဒီသားကြတော့သူကမျက်မြင်မျက်စီမှာအမြင်အရုံချိုးနေတော့ဘဝကိုလမ်းလျှောက်ဖို့ရုန်းကန်ပေါ့အများကြီးတွေဒီခလေးရုန်းကန်ရတော့မယ်ဆိုတော့အတူစိတ်ကကိုကတအားသေးရပေါ့သူ့ပဲပုံပုံဖိခဲ့တာပေါ့နော်အဲ့လိုမျိုးပုံဖိပြီးတော့သူ့ကိုပဲသူ့ပက်ကိုပဲအများဆုံးပူစားပေးပြီးတော့ဒါကိုပြီးရင်ပြီးပေါ့သမီးရဲ့ကြောင်းဆုံလဲတခါတော့စိတ်အားမငယ်အောင်အချင်းတန်းနဲ့ခလေးကတန်းတိုင်းမအင်းမျက်နှာမြင်အောင်ပေါ့အဲ့လိုမျိုးဘွားကနေဘွားကနေမအိုမျက်နှာမြင်အောင်ဝင်းတာအောင်ခလေးပြောအောင် စိတ်ထဲမှာအမေလာရဲဆိုတာသိရအောင်ပေါ့နော်ခဏခဏသွားအခုနဲ့တန်းအောင်မှဒီမြန်မြန်မြန်ချောင်းကိုပြောင်းတာအဲကျူးသားခဲ့ပါလေကဆွဲတော့ရှိဟိုကျွန်တော်ကဟိုဒီဟာတစ်ခုဖြစ်ချင်ကျွန်တော်ဖြစ်အောင်ဖြစ်ရမှကျွန်တော်ကျင်တဲ့စိတ်မျိုးရှိတယ်ဗျာမဖြစ်ရရင်ကျွန်တော်လုံးဝမကျင်ဘူးအဲ့တော့ဒီဂီတာလူမြန်စလေးလာတော့လည်းကျွန်တော်မရမကငါတောက်အောင်လုပ်မယ်ပေါ့နော်တောက်အောင်လုပ်မယ်အဲ့ဒါမှကျွန်တော်တို့ကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်ဗျာငငယ်လေးက အဲ့ဒါတကယ်တကယ်စဉ်းစားမိအောင်နော်ဟိုကိုရီးယားကျွန်တော်ကမျက်စိမမြင်ဘူးဖြစ်တဲ့ကြီးလိုက်ရင်ငါလှုပ်ရှားနိုင်မယ့်အရာဒီအမှုပညာလိုရင်တခြားဟိုဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်ခဲ့တယ်ဗောနော်အားကြောင့်မလို့ကျွန်တော်ရအောင်ကြိုးစားခဲ့တယ်ဟိုဓာတ်ထဲမှာတော့လေအခက်ခဲတယ်အမျိုးမျိုးရှိအောင်နော်သူများအနေခံရတာပဲအမျိုးမျိုးရှိတော့ပြတ်ဒါမဲ့လေရဟိုကိုအေးမလှုပ်ချင်တာတို့ဟောကိုကသူတို့တော့မတက်ဘူးဆိုလို့ရှိရင်အဲ့လို လက်လွဲမခေါ်ရင်ဒါတို့အဲ့လိုမျိုးလေးပဲเนาะဒါမှလည်းမသိကြအောင်ဆောင်ပြီးလိုက်ပါလေဆောင်ပြီးလိုက်ပြီးတော့ကိုဒါတွေကခေါင်းထဲထည့်နေလို့လေကိုဟိုတက်လည်းမရှိဘူးလေအဲ့တော့ကိုလုံးဝမဲ့ဟာကိုကျူးစားမဲ့ဟာဆက်ကျူးစားပဲကောင်းပါလေအဲ့လိုမျိုးစိတ်ပဲထားတယ်ဘယ်လိုလဲဖြစ်တယ်ဘယ်နဲ့မမေဘယ်လိုဖြစ်လဲတဲ့ဖြစ်တာပေါ့မရဘူးဒီတည်းခေါ်ရရအများကြီးပဲเนาะဟုတ်တယ်ချစ်တယ်ချစ်တယ်ဆိုတာဟိုချစ်တာထက်ဗျာကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ဟိုမိဘကောင်ရရလို့ပဲကျွန်တော် သုံးလုံးကျင်တယ်ဗျာချစ်လာမချစ်လာလို့ဒါသာသမီတိုင်းတော့သိကြမှာပါနော်ကိုမိဘကိုချစ်လာမချစ်လာဆိုတာဒါမဲ့အဲ့ထက်စာလို့ရှင်မိဘကောင်းရတယ်လို့ပဲကျွန်တော်ကပုံပြီးသုံးလုံးကျင်တယ်အဲကြောင့်ဆိုမျက်မြင်တရားကိုယူတဲ့အမျိုးသမီးဖြစ်ဖြစ်မျက်မြင်တရားကိုမတန်ဆွမ်းတရားမွေးလာတဲ့မိခင်တိုင်းဖြစ်ဖြစ်သူတို့မှာအဲတာမန်နဲ့မတူတဲ့မိတ္တာမျိုးရှိရကြအဲ့ဒါတခုလို့ကျွန်တော်ကသိထားတယ်ပေါ့နော်အဲ့တော့ အဲ့လိုမျိုးလေးပဲကျွန်တော်ကယူဆရပေါ့နော်ကုမီပါတယ်ကမဟုတ်ဟောပါလဲဆိုတော့လေအခုဟိုသူတို့မိသားစုရဲ့ဓာတ်တည်မှုလေးမှာသူကတော့ဒေါက်တာစိတ်သားလေးမှာအခုလိုပေါ့အမှုပညာလုပ်လို့လုပ်တယ်ချွေးမှာကြောက်ရလဲသူကအပြင်စီးပွားရေးကိုရှာနေရတယ်ဆိုတော့အလီကမိခင်တယောက်နေနဲ့အိမ်မှာတက်မှတ်ပေးရတာပေါ့အဲ့လိုသွားလျာလျာလေးလေးလိုက်ပို့ရတယ်လိုက်ကြိုးရတယ်အဲ့လိုမျိုးလေးဒီမီလေးကိုအကြောင်းပေါ်အကြောင်းကျိုးအိမ်မှာအချက်ပြုတ်အလျှော်ဖို့အာချွေးမှာတော့လေဟိုသူ့ကိုဖွင့်မပြောဘူးသူ့ရှေ့မှာမပြောဘူးကိုရမှာကိုစိတ်ထမ်းမှာတော်တော်တော်တာ သူမျိုးသမီးကတော်တော်ကိုတော်လာ။ဟိုတခြားမိန်းကလေးတွေမိန်းကလေးတွေတော့ဆရာကြီးကိုဒီရာရှင့်တော့ရှိမှာပေါ့သမီးရဲ့။ဒါပေမဲ့ကိုလက်ရှိကိုရထားတဲ့ထွေးမှာတော့နွန်တာလည်းရမ်းခံတယ်။တော်တော်ကိုတော်တယ်။အနွန်တာလည်းအရမ်းခံတယ်။အခုခံတာ။ကျိုးလည်းကျွန်းနွန်တယ်။ဟာမောသမီးမိန်းကလေးတို့ပြင်းရင်ကြီးတွဲနေတယ်အဲ့လိုမျိုးမရှိဘူး။လာပါမမက်ဘူးဝိစာမမက်ဘူး။ဒီမိသားစုအစီအပြေအဲထမင်းဆိုင်တော်မှာခင်းနေပါဆိုင်တော်မှာဒီလင်သားကိုသူက ဟာညာကျွေးတယ်အဲ့လိုမျိုးအဲ့လိုဘယ်လိုထွက်ကြလဲဒီမှာနေအဲ့ဒါကျွန်တော်ကျတော့ဒီသူတို့ရွာပေါ့နော်ဒီကျုံပြောမျိုးကသဘောရိုးရွာဆိုပဲရွာမှာကျွန်တော်တို့တူပိုင်းငှားလို့ဟွာအဲ့လိုခေါ်လို့သွားတီးတဲ့ခါမှာသွားတွေ့တာဒီမဲ့ဟုတ်တယ်ဟုတ်တယ်မအဲ့အဲ့ဒါလေလေကိုကိုကိုယူဆုံးတော့မရဘူးဆိုတော့ဒီအပင်းခါရဲ့ခလေးရဲ့သူ့ရဲ့ကန်တာတာကန်တရားလေ တော်တော်ဆိုးသွမ်းခဲ့တယ်ဒီကလေးကမိခင်မေတ္တာနဲ့ဖခင်မေတ္တာကခုမှသူ့မှာခံစားခွင့်ပါမလာတော့ဒီမေရသူ့ကိုစွန့်ရက်တယ်လို့စိတ်မကောင်းအဲ့ဒါမျိုးပေါ့နော်အိုးဘာလို့စိတ်ညစ်ဆုံးမပေးရပါဘူးခဲအန်ဩပါရကိုမွေးထားတဲ့သားသမီးပေါ့တောင်းမဲ့ကြွရကြွရအဲအဲ့လိုစိတ်နဲ့ဒေါသတော့ဖြစ်မိတယ်ပေါ့နော်အဲအားပေးပေါ့အခုလည်းအမှသူကတော့ဟိုအထူးအားပေးတာမျိုးပြစိတ်တက်ကတော့မြင်ပါတယ်စိတ်တက်ကကြံ့ကြံ့ခံနိုင်တယ်ဟိုတောင်းတောင်းခလေးဆိုလို့ရှင်ကြောင်းမှဆိုလို့ရှင်ဆရာမကြီးက ဟိုကျောင်းမှာနင်းနဲ့ခြုံရင်းချက်လေးတွေရှိတယ်ငဲတဲ့ခလေးဆိုတော့ဟော၅တန်း၆တန်း၇တန်းမှာအင်္ဂလိပ်စာစပီကင်လေးတွေပါလေးတွေခလေးရတခါကျတော့အဲ့အချိန်တွေကတော့အမှုပညာဘက်ကိုစိတ်ကရောက်နေကျောင်းစာအောင်စိတ်မဟုတ်ဘူးအဲ့ဒါဆရာမကြီးကသူ့ကိုကျောင်းတပတ်မတက်ခိုင်းဘူးညှင်းရောညှင်းအပြစ်တွေပေးထားတယ်ပေါ့သမီးရဲ့အဲအဲ့ဒါလေးသူကြံ့ကြံ့ခံခဲ့တယ်တခါခါကျရုံးထုံးနေထမင်းသွားမစားအောင်ဆိုလေအဲ့အပြစ်ပေးလို့သူခံတယ်ဒီအမှုပညာကိုသူရောက်ဖို့အတွက်ပေါ့အဲ့ဒါလေးသူခံတယ် အဲပြောခဲ့တယ်လေတာငါထိတော့ပြောလားဟုတ်တယ်ငါနဲ့6နဲ့9နဲ့ပေါ့သူတိတတ်တဲ့အရွယ်ရောက်ရဲကြောင်းဘာမှငါအားဘာမှအားငယ်စရာမလိုဘူးအမေတယောက်လုံးရှိတယ်လို့တာဆရာမကြီးတွေပြောဟိုကျောင်းနဲ့ပတ်သက်လို့စာနဲ့ပတ်သက်လို့တမသားလေးကိုဘလို့ပဲခေါ်ဆူဆူတာကောင်းနေမှာမထဲ့နဲ့တာကောင်းနေမှာပါထဲ့ရမှာပါလဲဆိုတော့တာစာပဲစူးစမ်းတော့တာလေးကညံထက်ပါလေတာငါတာတဒန်းတနှစ်တဒန်းအောင်မိတာဆရာမကြီးပြောချင်တာပြောပါစို့ကိုကိုနိုင်မဖိခဲ့ဘူးပေါ့နော်ဆရာမကြီးအခုခေါ်တိုင်နေအခု အမေကိုခေါ်ပြောတယ်တာကဘာလို့စာမကြိုးစားရလဲအဲ့လိုမဆူဘူးတကွာအဲအဲ့လိုတော့ကံမကြိုးသူသိတယ်အဲလူထဲရောက်လေအမေလေအမေလူသားရယ်မေကလည်းချော့တယ်တာကလည်းချော့တယ်ပါအဲ့လိုကဲမမေကဘာလို့ချက်လဲပြောပြောအဲချစ်ပါလေကျွန်တော်ခုနကပြောသလိုပဲချစ်တယ်တော့ချစ်တာတည်းကိုကျွန်တော်ဟိုပြောချင်တာတော့ခုနကလိုမျိုးလူများထက်မတန်ဆွမ်းမိပါတိုင်းကတာမန်မိပါထက်တော့အများကြီးတာတယ်လို့ကျွန်တော် အဲ့လိုပဲသုံးသုံးပြပါတော့ဟုတ်ဟုတ်ကဲ့ပါကျွန်တော်ကရွှေပြည်သားရွှေပြည်သားမြို့နယ်လော်ကားရက်ွက်မှာနေပါတယ်နာမည်ကရဝေထွန်းဖြစ်ပါတယ်ဂီတာတီးသရှင်ဆိုရဲအဲ့လိုပွဲလေးတွေအဟုံးပါတီပွဲလေးတွေပဲဖြစ်မွေးနေ့ပွဲလေးတွေမင်္ဂလာဆောင်ပွဲလေးအလူပွဲလေးပေါ့နော်အဲ့လိုလေးတွေလည်းလိုက်ပြီးတော့အကျွန်တော်တကူတော့ချင်းလိုက်ဆိုလို့ရပါတယ်လိုက်အလာငားလို့လည်းရပါတယ်နောက်ပြီးတော့သရှင်တွေပါတယ်အဆိုကျင်တယ်ပါညာဆိုရင်းလို့ရှင်လည်းဒီကိုပိုင်သရှင်လေးတွေကိုကြိုက်နေတဲ့ဒီကိုမောင်မောင်တွေလည်း အဲကျွန်တော်ကိုဖုန်းဆက်ပြီးတော့ဆက်သွယ်လို့ရပါတယ်ခင်ဗျာကျွန်တော်ဖုန်းနံပါတ်က3995 3410ဖြစ်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါတစ်ခေတ်အားပေးကြပါဦးလို့တစ်ခေတ်အားပေးကြပါဦးဘယ်မှာတစ်ချင်းအများကြီးရှိပါရှင့်ဆိုတော့ဒီကနေ့ပြပါမယ်ဒီကနေ့တစ်ချင်းလဲဆိုရင်ဒီကနေ့ပြပါရှင့်ကျေးဇူးပါကျေးဇူးပါ